ရှေးဟောင်းစကားတွေကိုကြားဘူးနားဝရှိတဲ့ချမ်းသာကြွယ်ဝတဲ့ပုံနာကြီးတူဗြမဏမဟာသာလလို့ခေါ်တယ်။တသောဗျာနဲ့တွေ့တဲ့အခါမေးတယ်။ရှင်ဂေါရမားတဲ့သူတို့ဆရာဆရာတွေပြောခဲ့တဲ့မှတ်တမ်းအရာဆိုလို့ရှိရင်တစ်ချိန်တုန်းကလူလောကလူတွေနဲ့ပြည့်နေတယ်။ပြူရိယွာတွေဏိကုံတွေဆိုတာအာအိန္ဒိယကိုပြောတာလည်းဖြစ်ခြင်းဖြစ်။ချက်ပြန့်တကြစီကားတယ်။ တရားနဲ့တရားတစ်မျိုးနဲ့တစ်မျိုးအချက်ပြန်တရားစီကားတယ်။အဲ့လိုပြောရတာသို့တော်လေဂတိခေမာတဲ့သူတို့ရှိတဲ့မြတ်စွာဘုရားပွင့်တော်မူတဲ့ခေအချိန်ပိုင်းမှာဂတိခေမာကြတော့တဲ့လူကြီးတွေလည်းနေပါသွားပြီးတော့ရွာပြက်တွေနော်မြို့ပြက်တွေတောဖြစ်သွားတဲ့နေရာတွေအဲ့ဒါတွေကများပြီးလူကြီးလည်းနေပါသွားတယ်တဲ့အဲ့ဒီလူဖြစ်ရတာဘာကြောင့်လဲတဲ့ ဘာအကြောင်းလဲဆိုအကြောင်းတရားကိုမြတ်စွာဘုရားမေးခဲ့ဘူးမေးတဲ့အခါမှာမြတ်စွာဘုရားကအကြောင်းပေါင်းမြောင်များစွာရှင်းကောင်းရှင်းနေတော့လေဖျားဖြေတဲ့အကြောင်းကတော့သုံးမျိုးလေးပဲဖြေထားတာနော်သုံးမျိုးလေးဖြေသွားတာသုံးမျိုးလေးဖြေတာဟာတော့အဲ့ဒီမှာ main course လို့ဆိုတဲ့အဓိကအကြောင်းဖြေထားတာ main course ဆိုတဲ့အဓိကအကြောင်း အဲ့ဒီအဓိကအကြောင်းကနေပြီးတော့ဆက်သွယ်ဖြစ်ပွားသွားတဲ့အကြောင်းအဲ့ဒီအကြောင်းကနေပြီးလူတွေနေပန်းသွားတဲ့အကြောင်းဒီလိုပြောဆိုပါဗျာဖြေထားတယ်စိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့ဖြေထားတဲ့အထက်မဲ main cause လို့ဆိုတဲ့အဓိကအကြောင်းလူကဘာကြီးကိုပျက်စီးစေတတ်တဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်လူတွေရဲ့ဆရာိုက်ဆိုးတွေသာဖြစ်တယ်ပေါ့နော်လူတွေရဲ့ဆရာိုက်ဆိုး ဟုတ်မို့စဉ်းစားကြည့်ပေါ့ဂဏိခေတ်မှာလဲဘိုးခေါင်နဲ့ရေရှားတယ်တတော်တွေပြောင်းကုန်တယ်တော်တွေပြောင်းတောင်းတွေပြောဘသူတွေကလှုပ်လဲလူတွေလှုပ်တာပဲလေအဲလူတွေကဘာလို့လှုပ်တာတော့ဆိုတကယ်တော့လောဘတွေဒေါသတွေမောဟတွေပဲနော်မစင်မချင်းတော်တွေခုတ်တယ်ဆိုတာမောဟလောဘကြီးပြီးတော့ခုတ်တာလောဘနော်အဲ့တော့လောဘတွေဒေါသတွေနဲ့တော်ကြီးတွေကပြုံးကုန်တာ သူတို့ပြုံးကုန်သည့်အတွက်ကြောင့်ယာတိဝရုတွေပျက်စီးလာယာတိဝရုပျက်စီးသွားခြင်းကြောင့်ဒီလူတွေရဲ့အာဟာရတွေလည်းထိခိုက်ပျက်စီးမှုတွေရှိလာအဲကြတော့လူတွေဟာရောဂါဝေဒနာတွေဖြစ်ပွားပြီးအသေးပြောက်များလာတာဒါလည်းလူကြီးရောပါခြင်းအကြောင်းတစ်ခုလို့ဒီလိုဆက်ဆက်မှုတွေရှိတယ်ပေါ့နော်လူဆက်ဆက်မှုတွေရှိဒီမှာမြတ်စွာဘုရားဖြေထားတဲ့အဖြေတွေမှာဘာပါတော့ဆိုလူသားတွေရဲ့ဆရာ့ဆိုးကိုသုံးမျိုးဖော်ပြလိ နံပါတ်1ကဘာလို့ဆိုအတ္တမရာဂတတော်ကိုတရားမဲ့တဲ့တမဲ့မှုဒီလိုဆိုလို့ရနော်အတ္တမရာဂဓမ္မရဲ့ဆန့်ကျင်မဲ့လူတွေလုံးနေကြတဲ့လူတွေရဲ့ရာဂဆိုတဲ့တမဲ့မှုဟာအတော်ကိုတရားလွန်တယ်လို့ဒီလိုဆိုလို့ရပေါ့နော်တရားလွန်တဲ့အတ္တမဆိုတရားလွန်တဲ့တမဲ့မှုအဲ့ဒါတခု ဟောနောက်တစ်ခုကတော့ဝိသမလောဘဒုရယတဏ္ဍမဖြစ်တဲ့အတောကိုညီမျှမှုကိုဖြည့်ဆည်းတဲ့မညီမမျှအစွန်းရောက်တဲ့လောဘလို့ဆိုလို့ဝိသမလောဘဆိုလောဘဆိုတာဒီလိုချင်တာဆိုတာအစွန်းရောက်တဲ့လိုချင်မှုဆိုတာကိုယ့်ဟာကိုယ်လိုချင်တာကြတော့အစွန်းမရောက်ဘူးလို့ပြောလို့ရတယ်နော်ကိုယ်ပိုင်တာကိုယ်လိုချင်တာအစွန်းမရောက်ဘူး သူများဟာလူချင်းနဲ့အစွန်ရောက်သွားပြီလွန်ခဲ့တယ်ပေါ့အခုကပြောတယ်မဟုတ်လားနေကနေမှာခရမ်းလွန်ရောင်ချီစွာရှိလာတာမဟုတ်လားလူအန်ရပေးတယ်လေအဲ့ဒါလိုပဲဝိသမလောဘစွာခရမ်းလွန်ရောင်ချီလိုပဲလွန်ခဲ့တဲ့လောဘအဲ့ဒါလည်းအန်ရရှိတယ်နော်ခရမ်းလွန်ရောင်ချီ ultraviolet အဲ့ဒါနဲ့အန်ရရှိတာမဟုတ်ဘူး အထရာဂရီဒီပေါ့နော်အလုံးကိုလွန်ကဲလာတဲ့လောဘလို့ဆိုလို့အဲ့ဒါလဲလူရဲ့ဇယဆိုးတွေပေါ့ဒီကနေ့ခေတ်မှာတိုးတက်များပြားလားအတ္တမရာဂဆိုရဲဓမ္မနဲ့ဆန်းကျင်ပြီးတော့နော်တရားလွန်တဲ့ရာဂတွေဖြစ်ကြတယ်ဝိသမလောဘလို့ဆိုရဲဒီဖြတ်တာမှုမရှိလွန်ကဲလာတဲ့လောဘတွေဖြစ်ကြတယ်မိစ္ဆာဓမ္မလို့ဆိုတဲ့အတိုင်းမမမမ ရှင်းသုံးနေတိုင်းပြောဆိုကြတယ်ဆိုဒီတဘာဝတရားဒီဇယိုက်ဆိုးသုံးမျိုးဟာလူလောကကြီးကိုပျက်စီးဖို့ဖော်ဆောင်နေတဲ့လူတွေရဲ့အကျင့်ဇယိုက်ဆိုးကြီးသုံးမျိုးပဲတဲ့အဲ့ဒီဇယိုက်ဆိုးကြီးသုံးမျိုးကြောင့်ဒီခုလိုလူလောကကြီးကပျက်စီးတာလို့ဒါကလူမသိသူမသိတဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားဟောတာအမှန်လူတွေဒါတွေကမသိနိုင်ဘူးလေဒါတွေကြောင့်ဖြစ်တယ်လို့မသိဘူး ဟောလူတွေသိတာတော့ကြည့်တယ်ဘဝပြည့်တစ်တော်တွေဘာကြောင့်ပြောင်းခုံးလို့ပြောင်းတယ်ပဲပြောင်းမှာပေါ့ဆက်တော်ဗျာကြာမဟုတ်လောဘကြောင့်ဒီလိုဆုလို့ရပေါ့နော်လောဘတွေဒေါသတွေမောဟတွေကြောင့်ဖြစ်တာဒီလိုဆုလို့ရပေါ့အဲ့တော့အတွင်းကြကြအရင်းကြကြပြောင်းရမယ်ဆိုလို့ရှင်အတ္တမရာဂတဲ့နော်အတ္တမရာဂတရားလွန်တဲ့တဏှာလောဘတဏှာရာဂဝိတမလောဘ အစွမ်းရောက်တဲ့လောဘမိစ္ဆာဓမ္မမှားမှယွင်ယွင်ပြုတ်ချင်မှုအဲ့ဒီသုံးမျိုးဟာလူလောကလူတွေကျင့်သုံးနေတဲ့ဒီတရားသုံးမျိုးဟာလူသားတွေဘဝလူကဘာကြီးကိုဖျက်ဆီးတတ်တဲ့အကြောင်းတရားသုံးခုလို့အဲ့တော့ဒီသုံးတန်ကအင်္ဂုတ္တရနိကေမှာလာတဲ့သုံးတန်ဒီမှာတော့အဲ့လောက်ပဲဖွင့်တယ်အဲ့ဒီမှာအာတမရာဂဆိုတာနော်ကိုယ်နဲ့ပတ်သက်လာတဲ့ ကိုယ်ရဲ့ပတ်သက်လာတဲ့ပစ္စည်းဥစ္စာကိုတွေ့တာရာဟာတရားလွန်တယ်လို့ပြောလို့မရဘူးကိုနဲ့မပတ်သက်တာကိုပါတွေ့တာလာတယ်ဆိုရင်အတ္တမတိရဆုလို့ရနော်ဝိသမလောဘကလည်းကိုပိုင်နဲ့အရာပေါ်မှာလိုချင်တာတရားလွန်တယ်လို့ပြောလို့မရဘူးသူများပိုင်တာကိုလိုချင်လာရင်တော့ဝိသမလောဘတိရဆုတယ်ပိဿာဓမ္မဆိုတာတော့မာမာရင်ရင်နေစဉ်းသုံးလုပ်ကြတာလေမောမောမာမာတွေလုပ်တယ် အဲ့တော့ဒီမှာထေရရဲ့ရှင်းပြချက်ကတော့အဲ့လောက်ပဲရှင်းပြသို့တော်ဆက်ကဝတိတုတ်တံမှာရှင်းပြထားတာလေးတခုနဲ့ကြည့်မယ်ဆိုရင်ဒီကနေ့ခေတ်မှာအဲ့ဒါတွေဖြစ်နေတာကိုသွားတွေ့ရအောင်နော်ဒီကနေ့ခေတ်မှာဖြစ်အတ္တမရာဂဆိုတာဘာကိုပြောတာတော့ဆိုတရားမဲ့တဲ့တဏ္ဍာရာကမတက်မရမယ့်နေရာကိုတက်မဲ့တယ်ဆိုပါစို့သာသမီးကตาကအမေကိုတက်မဲ့တာ အဖေကသမီးကိုတတ်မဲ့တာဟုတ်အဲ့ဒါမျိုးအတ္တပါရာဂလို့ခေါ်တယ်နော်မတတ်မဲ့ရမဲ့နေရာမတော့တတ်မဲ့တာဒါကတိခေတ်မှာဖြစ်နေတယ်ဆရာကြီးဆိုပဲလူတွေဘယ်သူမှမကြိုက်ဘူးပေါ့ဒါမျိုးဒီဆရာကြီးဆိုမျိုးရှိတဲ့လူကိုကန့်ကွက်ကြတာနော်အဲ့ဒါဆရာကြီးဆိုတခုအတ္တပါရာဂဆိုတာမဖြစ်တဲ့နေရာမှာတဏှာရာဂဖြစ်တာဝိတမလောဘဆိုတာဖြစ်တဲ့ဖြစ်တတ်တဲ့ကိုယ်နဲ့ပတ်သက်တဲ့ နော်ကိုနဲ့ပတ်သက်တဲ့ကိစ္စမှာလောဘဖြစ်တာပြောစရာမရှိဘူးမပတ်သက်တာရောပတ်သက်တာရောအကုန်လုံးပတ်သက်တဲ့နေရာမှာနေမယ်အလွန်အကျွံဖြစ်တာဝိသမလောဘလို့ခေါ်မိစ္ဆာဓမ္မကြတော့ဘာပြောတာတော့လို့ဆိုခဏိခိခစ္စားနေတယ်မိစ္ဆာဓမ္မကဘာလဲဆိုနော်ပြောရမယ်ဆိုရင်စာတဲ့အတိုင်းပြောတာနော်စာတဲ့အတိုင်းပြောတာနော်ကြာကြာခြင်းမမာခြင်းခဏိခိမှာနေ ကေတို့လက်စပီယန်တို့ជីတူជីစွာကေတုကေဖို့ L to L ជីတူ L L to ជីပေါ့အဲ့လိုပဲပြောလိုက်ပြီเนาะကြာကြာချင်းမမာချင်းတက်မဲ့တဲ့အရာတွေဖြစ်ပေါ်လာတာဟာဒါမိစ္ဆာဓမ္မလို့ခေါ်တယ် round practice ပေါ့အဓိပ္ပာယ်ပြန်မယ်ဆို round practice ခဏိခေမှာလူလောကမှာ ဥပဒေကခွင့်ပြုရတဲ့အနေအထားမျိုးထိရောက်လာပြီလေဥပဒေကခွင့်ပြုလာပြီတချို့နိုင်ငံတွေဥပဒေကခွင့်ပြုလာဥပဒေကခွင့်ပြုတယ်ဆိုတော့လူလုံးတဲ့ဥပဒေပြောတာပါတချို့နိုင်ငံတွေကခွင့်လုပ်တဲ့ဒေဝေတွေဖြစ်လာအဲ့တော့ဒီလိုမိစ္ဆာဓမ္မဆိုလွယ်လွယ်မှားမှားတွေဖြစ်ပေါ်လာတဲ့ဟာဟာလည်းပဲဇယိုက်ဆိုးတစ်မျိုးလို့သူတို့ကြားသွားရင်တော့လေ စားတဲ့အတိုင်းဟောရတာမတတ်နိုင်ဘူးလေနော်စားတဲ့မှာလာပြီးတော့ကြည့်မယ်ဆိုရင်စာအုပ်နဲ့တေချာပြပါပဲနော်အဲ့ဒါမျိုးတွေဆိုလိုတာကနော်အတ္တမရာဂတဲ့ตาနဲ့အမိသမီးနဲ့အဖေစွာမျိုးလိုအတ္တမချင်းချင်းစွာလေးအတ္တမရာဂဝိသမလောဘစွာကိုယ်နဲ့ပတ်သက်တာတောင်မှအလွန်ကဲဖြစ်တာ မိစ္ဆာဓမ္မဆိုတာခုနလိုကြာကြာချင်းမာမာချင်းအဲ့လိုဖြစ်တာကြတော့ wrong practice လို့ခေါ်တယ်။အဲ့ဒီတရား၃မျိုးဟာလူလောကဆုံးပြပြချင်းအကြောင်းတရား၃မျိုး။ဒီလိုဆိုတယ်။နော်။ဖះဟောထားတဲ့အတိုင်းပဲထက်ကရာတွေပါဒီလိုဆိုထားတာ။ဒါလည်းဒီကနေ့ခေတ်မှာထွန်းကားပြီးတော့နေတာ။ခေတ်ခေတ်မှာထွန်းကားတာလားလို့ဆိုမဟုတ်ဘူး။လူသက်တမ်းတစ်ထောင်လုံးကဖြစ်လာ။ အဲ့ဒီဟာဖြစ်ပြီးလူတတန်ကြလာအသက်တထောင်နန်းရောက်တာအသက်တထောင်နန်းမှာဖြစ်ခဲ့ပြီပေါ့တရားဒီပို့ပို့များလာမယ်လို့ဆိုလိုတယ်။နောင်ကြရင်ဒီတဲ့ပို့မြင်ကြရအောင်မှာပေါ့အသက်ရှည်ရှည်နေလို့ရှင်ပို့မြင်ကြရအောင်မှာပေါ့နော်ပို့ပြီးတော့ရဥယျာဉ်တွေများလာအောင်မှာပေါ့နောင်ကြလို့ရှင်ဟောရေအတွက်တွေများလာအဲ့ဒါလို့ ကမ္ဘာလောကကြီးကဖြစ်ပျက်လာပြီဆိုရင်ဘာဖြစ်လဲကမ္ဘာလောကကြီးပျက်စီးတယ်ဆိုတာဘလို့ပျက်စီးတာတော့ဒီတုတ်တံမှာမြတ်စွာဘုရားအချက်၃ချက်ကိုပြောထားတယ်ဒီဇယိုက်ဆိုးတွေကိုလူတွေဟာအမိုက်မျိုးတွေကနေဇယိုက်ဆိုးတွေကိုကျင့်သုံးပြီဆိုလို့ရှိရင်တဲ့လူတွေဘာလောက်လာကြတော့နံပါတ်၁ကတိဏာနိတ္ထာနိဆိုတာ တမန်လာပြင်ပြောမယ်ဆိုရင်ဒီတထဆိုတာလက်နဲ့ပါတိန်နာဆိုတာထက်တာဓာလို့ပြောမယ်ဆိုရင်တော့ထက်တဲ့ဓာပေါ့ခုခေတ်ကဓာခက်မဟုတ်တော့နော်တလောကကတော်တော်ရေးတာဓာတ်ထုမှုတွေများလာကြီးလားဘာလို့အေးတဏ္ဍဝဲမရလို့တဲ့တဏ္ဍဝဲရရင်ပြစ်ခတ်မှုတွေဖြစ်မှာပေါ့အခုကတဏ္ဍမရှိလို့ဓာတ်ထုမှုများဆိုးသွား နော်မင်းဓာတုမှုတွေများလာပြီလားဆိုတော့တဏ္ဍမဝင်မရအဲ့ဒါလိုပဲအဲ့တော့တိဏ္ဏိတထာနိဆိုတာ very powerful weapon နော်အစွမ်းထက်တဲ့လက်နဲ့လို့ဆိုလို့ရတယ် powerful weapon အဲ့ဒီအစွမ်းထက်တဲ့လက်နဲ့ဒီနဲ့ဒီအဲ့ဒါတွေကင်ပြီးတော့လူတွေချင်းချင်းတပ်ဖြတ်နေကြတယ်တဲ့ဒါဟုတ်လားမဟုတ်လားကြည့်လေခုခေတ်စာဖတ်လိုက်ရင်လည်းသိနိုင်တယ်နော် အစွမ်းထက်တဲ့လက်နဲ့ကြီးတွေနဲ့အခုကလူတွေဟာဘုသူ့တတ်နေတာတော့လူတွေချင်းတတ်နေကြတာပဲလေတမန်အပြင်ပြောလို့ဆိုစစ်ဖြစ်နေတယ်ပေါ့ဒီလိုပဲပြောစစ်ဖြစ်နေတယ်ပဲပြောတကယ်တော့ဒီတိုင်းဆိုရင်သက်စွာဘုရားဘယ်လိုပြောတော့ဆိုအခုပြောခဲ့တဲ့ဇေယျဆိုးတွေရှိတဲ့လူတွေဟာတိဏ္ဏိတ္တဌာနိခေတဝါ အစွမ်းထက်တဲ့လက်နဲ့တွေကင်ဆွဲပြီးတော့အညမဉဏ်ဇီဝိတဝရောပင်တိတယောက်နဲ့တယောက်တပ်ဖြတ်ကြတယ်ဟုတ်လားဒီကနေ့လုံနေတာဒီတိုင်းပဲလေ powerful weapon အလုံးကိုစွမ်းထက်တာတိုက်တလုံးကတော့ဝုံးဆိုပြိုသွားမဲ့တာမှပြီတော့ခဏလေးပဲနော်လေချောင်းကတိုက်တာပဲဖြစ်ဟောဖြစ်ခဏလေးအတွင်းပျောက်သွားနိုင်တယ်မြို့တစ်မြို့ဟာတီးတဲ့စွမ်းထက်တာတွေမတုံးသေးလို့တော်သေးတယ်ပေါ့ အဲ့ဒါကြတော့ဟို9ရက်စစ်ပွဲဆိုဆယ်နှစ်တန်းရောက်ပြီဆိုတော့အခုလဲဆယ်နှစ်တန်းမယ်ဆယ်ခု10ရာနဲ့တွဲမယ်ဆို10ပဲထားနော်ရာမဟုတ်တော့ခဏန်းရဲ့ဘုံနေနဲ့တွဲမယ်ဆိုရင်ခု10ရာထောင်သိန်းတောင်းဒီလိုသွားတာတောင်းသိန်းသားနော်အဲ့ဒါဆိုရင်ဆယ်နှစ်တန်းလို့ပြောလို့ရနေပြီကွာအဲ့ဒီမှာခြေကနန်းထဲမှာရှိနေပြီလေလူသက်တန်းအဲ့တော့ လူတွေရဲ့စစ်ပွဲကြီးတွေဟာနောက်ဆုံးစစ်ပွဲအရကြာကြာကြီးမတက်ရပါဘူးတဲ့တပတ်ပါတပတ်အတွင်းမှာပဲအလုံးဟာသိကြည်သွားမှာအဲ့ဒီမှာကြံတဲ့ပုဂ္ဂိုလ်တွေကတာဝေကကြီးစွာရပြီးတော့မေတ္တာတွေတူနဲ့တူမေတ္တာထားကရုဏာထားပြီးလူလောကကြီးကိုပြန်လည်ပြီးတော့ဟိုသူတို့ဟာအကျဉ်းတရားတွေနဲ့ပြန်ပြီးတော့ချစ်ကြည်မှုတွေနဲ့လူလောကကြီးကိုပြန်ပြီးတော့ ဟိုဆောင်းလျှောက်ကြတော့ကြံတဲ့လူတွေကဆောင်းလျှောက်တယ်အများကြီးကတော့တည်သွားပြီပေါ့အဲ့တော့လောကလူလောကလူတွေပျက်စီးနေတာတိဏာနိတထာနိဂေတဝအညမဉ္ဇဇီဝိတဝရောပင်တိတယ်မြတ်စွာဘုရားတကယ်ကိုအစွမ်းထက်တဲ့လက်နဲ့ကြီးတွေကင်ပြီးတော့တယောက်နဲ့တယောက်တတ်ကြတယ်တဲ့တေနဘဟုမနုဿာကာလကရွန်တိဒါကြောင့်လူတွေအများကြီးတိတ်ကုန်တယ်ခဏိလည်းနေဝချွေးတည်နေတာလေနေစင်နဲ့အမြတည်တာ အများကြီးသိနေတာအဲ့ဒါဟာလူလောကလူဝေးတွေရောပါသွားခြင်းအကြောင်းပဲတဲ့ဒါတခုနော်ဒီဇေယျဆိုးတွေဖြစ်နေရင်အခုဒီနံပါတ်1လက်နဲ့နဲ့လက်နဲ့ဆိုးကြီးလက်နဲ့ကဆိုးကြီးဆိုတာကတ်ဆိုတာကနေ့ခေတ်ကနားလည်ရတာတော့ MPT တို့ဘာတို့တယ်လီနော့တို့လောက်သိမအောင်အဲ့ဒါပြောတာမဟုတ်ဘူးနော် ကတ်ဆိုတာကပ်ပဆိုတဲ့စကားလုံးကလာတာကပ်ပဆိုတာဘဝပြည်မှာကတ်သုံးပါဆိုတာလူတွေကလည်းအဲ့ဒီကတ်သုံးခုမှတ်ကပ်ပဆိုတာအချိန်ပိုင်းကိုပြောတာ disaster chaos ဒီပြဿနာကြီးဂျုံပြီးတော့ဒုက္ခတွေရောက်နေတဲ့အချိန်မှာဥမာဒုတိယကဘာစစ်ဖြစ်နေဆိုဒုတိယကဘာစစ်ကြီးဖြစ်နေတော့အချိန်ပိုင်းကြီးကိုဒါကပ်ပလို့ခေါ်တယ် ကပ္ပဆိုတာဖြစ်ပေါ်နေတဲ့အချိန်ပိုင်းကြီးတစ်ခုဆိုလိုတယ်ပေါ့အခုလည်းစစ်ဖြစ်နေတာစစ်ဖြစ်တဲ့နိုင်ငံတွေမှာဒါကတ်ဒါကိုကတ်လို့ခေါ်တာနော်အဲ့တော့ကပ္ပဆိုတဲ့စကလုံးကနေလာတာကတ်ဆိုတာအချိန်ပိုင်းလို့ပြောရောဂန္တရကယောဂါတွေဖြစ်နေတာအခုဆိုဇီကာဆိုတာပေါ်နေပြအဲ့ဒါလည်းကတ်လို့ပြောမှာဖြစ်ပေါ်နေတဲ့အပိုင်းခြားတစ်ခုဒါဆိုလိုတယ်ပေါ့ အဲ့တော့နမတ္တိကတော့စစ်ပွဲကြီးတွေဖြစ်ပြီးတော့လူတွေဟာတည်ကြည်မှု များသွားလို့လူလောကကြီးဟာမြို့တွေလည်းပြက်ရွာတွေလည်းပြက်အကုန်လုံးပြက်ပြီးဒူးကြီးရောဘာကောင်တာဒါနမတ္တိတစ်ခုနောက်နမတ္တိဖြစ်နိုင်တာလူလောကကြီးပြက်စီးဖို့နမတ္တိဖြစ်နိုင်တာဆိုတော့ဘာလို့ဆိုရင်အဲ့ဒီလိုလူတွေဟာဇယိုက်ဆိုးတွေကိုအမိုက်မျိုးတွေကလိုက်ပြီးတော့ချင်းသုံးတဲ့အခါမှာအများစုကဇယိုက်ဆိုးတွေဖြစ်လာပြီဆိုရင်ဘာဖြစ်လဲ ဒေဝနာတမဒါရံပဝိအနုပဝိသတိမိုးကမမှန်တော့ဘူးအခုလည်းမမှန်တော့ဘူးသိချာနော်များခြင်းများတဲ့ခြင်းနဲ့မရွာခြင်းလည်းမရွာဘူးရွာလိုက်ရင်လည်းဟုတ်လားရွာလိုက်လို့ရှင်လည်းအကုန်ပြောချာကုန်အိနေပါလိမ့်မပါကုန်ရွာတာအဲ့ဒါမိုးကောင်းမဟုတ်ဘူးနော်အဲ့တော့ကံမိုးပေါ့အဲ့ဒါလို့ဒေဝော တမ္မာဓာရံမမှန်ကန်ကန်သူ ရွာသိရွာလိုက်တဲ့အချိန်မှာရွာတယ်မရွာသေးတဲ့အချိန်ကိုမရွာဘူးလွားတဲ့အချိန်မှာရွာတယ်ဆိုတဲ့မမှန်ကန်ကန်ရွာတဲ့မိုးမျိုးမဟုတ်တော့ပဲနဲ့အဖြစ်မိုးတွေရွာချတယ်တေနဒုဗိကံအဲ့ဒါကြောင့်လူတွေစုဆောင်းထားတဲ့စားစရာတောင်းစရာတွေစပါးတွေပယ်တွေချက်သွန်တွေပါသွားရတယ် တနည်းအားဖြင့်ပါသွားရရှိတယ်လေနော်ကျွရတွေပါအဲ့မှာပဲတွေပါညှန်းထားကြပါသွားရင်ညခြေတိုက်စားလို့ပါသွားကျသနေပါသွားရင်ပါသွားတယ်အဲ့ဒီလိုဖြစ်ယုံမြတ်မကဘူးစိုက်လိုက်မိုးရေရွာလို့အကုန်လုံးပါသွားတော့လေတွေလည်းပြက်ဆက်ပြွေးတိနံတွေအကုန်ပြက်ပြက်တဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့ အစာရေစာခေါင်းမငတ်မော်လာမလောက်တော့စားစရာတောက်စရာမလောက်တော့ဘူးဒုတ်တတံစဘာလည်းမပြည့်စုံတော့ဘူးနောက်ဆုံးမှာတလာကောင်ဟုတ်ဒီရှယ်ယာနဲ့အသက်မွေးရတဲ့ဟာမျိုးခွဲရမ်းနဲ့အသက်မွေးရတဲ့အခြေအနေမျိုးထီအောင်ရောက်သွားနိုင်တယ်တဲ့ဒုတ်ပိတ်ခဖြစ်ပြီးအစာရေစာခေါင်းမလို့ ဟိုးလွန်ခဲ့တဲ့လေကအနှစ်20လောက်ကအီသီယိုးပီးယားမှာဖြစ်တဲ့အစာရေစာခေါင်းမာတဲ့ပုံလေးတွေမြန်ကြည့်မြင်ရင်တော့အမှန်တမ်းကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒါလို့ဒီလိုဖြစ်တတ်တယ်တဲ့ဒါဒုတိယအဲ့ကြတော့လူတွေဟာအများစုသိဆုံးကုန်ကြအဲ့ဒီသိဆုံးကုန်ကြသည့်အတွက်ကြောင့်လူဦးရေတွေလည်းယောပါသွားတယ်မြို့တွေယွာတွေလည်းပျက်စီးကုန်တယ်လို့သူတို့ဆိုတယ်။နောက်နံပါတ်3ကတော့ တာမန်လူတွေမသိနိုင်တဲ့အချက်တစ်ခုပြောဒီနှစ်ခုကသိနိုင်တယ်စစ်ပွဲတွေဖြစ်လို့သေတာရဲ့နော်စစ်ပွဲဖြစ်လို့သေတာရဲ့မိုးဖြစ်လို့ပြက်ကုန်တာတွေရဲ့ဒါတွေကတာမန်အဖြစ်တော့သိနိုင်တယ်နောက်နံပါတ်3ကျတော့လူလောကကြီးပျက်စီးတာဘာကြောင့်လဲဆိုလို့ရှင်ဒီလူတွေမမြင်ရတဲ့အမနုဿလူထုတတဝါတွေအဆောလာဒီနေရာမှာတူတယ်ဆွဲထိပ်ပဲเนาะ လူထုတရဝလူထုတရဝဆိုတာဘသူတွေခေါ်တာတော့ဆိုဗုဒ္ဓတဆေတွေပြိတ်တာလေတရေတွေတပည့်တွေပေါ့နော်အဲ့ဒီကောင်းနေအဲ့ဒီကောင်းနေအမနုဿာဝါလီအမနုတိအုတ်ချုပ်တဲ့နတ်တွေအုတ်ချုပ်တဲ့နတ်တွေကအဲ့ဒီလိုဇေယိုလ်ဆိုးရှိတဲ့ဘလူးတပည့်တရေတွေ တရေတွေတပတ်တွေကိုလူလောကထဲမှာသူတို့ကလွတ်လိုက်ကြတယ်။နော်ထိမ့်ချုပ်မှုလွတ်ပေးလိုက်တယ်။မထိမ့်တော့မထိမ့်တဲ့အခါအဲ့ဒီကောင်တွေကဝิญဉ္ဇိုင်းဝင်တောင်းကြရင်တိုင်းတောင်းကြ။တလောကတော်မှာတောင်းကြနေမို့လား။ဘာလို့မြောင်းမြမျိုးနာမှာ။နော်။เจ้าတွေเจ้ามาเตยဝင်ปูနေတယ်ဆိုတာ။ အဲ့ဒီလိုမျိုးတွေတောင်းကြမှုတွေများလာမှာပဲနောက်ကြလို့ရှိရင်နော်အဲ့ဒီလိုသူတို့လွတ်လိုက်လို့တောင်းကြန်ကုန်တောင်းကြန်လို့လူတွေသိကုန်တယ်လောကလည်းမြုံလဲကလေးတွေတရားမှုတွေဆိုသတ်ဖြစ်တယ်လို့တောင်းကြန်မှုတွေဟာဒုက္ခကြီးမှာကိုမသိတာတွေလည်းရှိနေဦးမှာပဲဒါတွေဟာနော်အဲ့ဒီမှာစာထဲမှာဘယ်လိုဆိုတော့ဆိုယက္ခဝါလီအမနုတိဩတ္တသန္တိ ရက်ခါထိမ့်သိမ်းရှောင်းရှောင်းနိုင်တဲ့နတ်တွေကဘလူကြီးတွေကနော်ခါတိုင်းဆိုအုပ်ဆုပ်ထားတာဝါလီ အမနုတ်တီအတော်ကိုလည်းရဲစရဲရှိတဲ့တရေသဘက်တွေကိုဩသိဆန်းတွေလူလောကမှာလွတ်ထားလိုက်ကြတယ်မထိမ့်တော့မတော်ရဘူးလို့ဘာလို့ထိမ့်ကြမှုရှိအတဏရိယတုတ်ဆိုတာခေါ်ထားတဲ့ထဲမှာကြည့်အဲ့မှာ ဘီလူတွေတရေတွေတပည့်တွေကိုအဓိကထိမ့်သိမ့်တာတော့ကုဝေဒသို့မဟုတ်ဝိတော်နာမည်ကြီးကထိမ့်သိမ့်တယ်။ဘုရားဟိုသူလျှောက်တယ်။ရှင်ဘုရားတဲ့ရှင်ဘုရားရဲ့တပည့်တကားတော်မှလည်းအလုံးဘုရားတရားတန်ခါရဏသောကုဝေစိက္ခတ်တဲ့ပုဂ္ဂိုလ်တွေဒီတရေတပည့်တွေမနှိမ့်ဆက်အောင်အတ္တနာရိယပြိတ်ကိုရွတ်ပါဆိုတာသူကဘုရားကိုလျှောက်တယ် ိပသိတသနမထုသကုမန္တသတိရမတောဆိုအဲ့ဒီဟာနော်အဲ့ဒါကြီးရွတ်ဖတ်ဖို့မြတ်စွာဘုရားလာလျှောက်တော့ဘာဒီလျှောက်သွားတော့ဆိုဒီကောင်တွေကတဲ့လည်းရဲစေရဲပြောမကောင်းဆိုမကောင်းတဲ့ကောင်တွေအများကြီးပဲတဲ့ဖရာတရားကြီးညိုတဲ့လူတွေရှိတော့လဲမကြီးညိုတဲ့အကောင်တွေရှိတော့လဲမကြီးညိုတဲ့အကောင်တွေလည်းရှိတယ်မကြီးညိုတဲ့အကောင်တွေကများတယ်တဲ့ဘာဖြစ်လို့မကြီးညိုတာတော့ဆိုရင် သူများတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတော်ဘာသားမဆောဘူးဆိုဒီကောင်းလေးအကုန်လောက်ထားတဲ့အဲ့ဒါလေအရင်မတော်အောင်ဆိုဒီကောင်းလေးအကြိုက်ဆုံးပဲတဲ့အဲ့ဒါအဲ့တော့မြတ်စွာဘုရားကဒီဒုစရိုက်တွေမလုံးအောင်ဆိုတော့သူတို့နဲ့တိုက်ရိုက်ဆန့်ကျင်ပဲဖြစ်နေတော့မကြိုက်ဘူးတဲ့ဘုရားကမကြည်ညိုမကြည်ညိုတဲ့ကောင်းလေးများတယ်အဲ့မကြည်ညိုတဲ့ကောင်းလေးတွေမှာသူတို့စကားနားထောင်တဲ့ကောင်းလေးရှိတယ်လို့နားမထောင်တဲ့ကောင်းလေးလည်းရှိတယ် ပြောမကောင်းဆိုမကောင်းနားမထောင်တဲ့ကောင်တွေအများကြီးတယ်တဲ့အဲ့ဒီနားမထောင်တဲ့ကောင်တွေလှုပ်ချင်ရမလှုပ်ရအောင်လို့ဆိုပြီးတော့အမိတ်ပြန်ထားတာဝိတ္တနာမင်းကြီးအမိတ်ပြန်တဲ့အခါမှာဘလို့မိတ်ပြန်ထားတော့ဆိုလူတယောက်ကိုဖရာတရားတန်ခါရဏသမကိုကိုယ်ကစိတ်ကတ်တဲ့လူတယောက်ကိုနှိပ်ဆက်ဖို့ချောင်းနေတယ်အခွင့်ရှာနေတယ်အနိမ့်နာမှာကတ်ထိုင်တယ်တော့တခုလှုပ်ချင်အနိမ့်နာမှာကတ်ထိုင်နေတာတဲ့နော် အဒီအစမြန်ရှင်စမ်းသပ်ကြည့်ကြအောင်ခုနကတည်းလေတရနေတတိထားပေါ့ခုနမှလာကတ်ထိုင်တာတို့ကတ်အိတ်တာတို့အဲ့လိုမျိုးလုပ်တယ်ကွက်ချောင်းတာအဲ့ဒါလို့ချောင်းနေပြီဆိုလို့ရှိရင်တဲ့အုတ်ချုပ်ရေးဘက်ကမြင်တဲ့ကောင်ကဒီကောင်ကိုတံပေးအပြစ်ဒဏ်ခတ်ရမှာတခါလေးနဲနှင်းနဲနဲနှင်းနဲတန်ချေချင်းခတ်ပြီးတော့အဝေးပို့ပြစ်တယ် နောက်တခါပထမဆုံးအမှုဆုံးကတော့ဒီကောင်ကိုအစည်းဝေးတက်ခွင့်ပိတ်တယ်အနာသမင်အစည်းဝေးတက်ခွင့်ပိတ်တယ်အဲ့ဒါလို့အရေးယူမှုကစပြီးနောက်ဆုံးအလွန်ပြင်းထန်တဲ့အရေးယူမှုကတော့ဘာတုံးဆိုသူ့မျက်နှာကိုတပိတ်လို့တန်ခမောက်ကြီးဒီပခုံးထီအောင်မျက်နှာကိုအုပ်ပြီးတော့ဆွတ်လိုက်တယ်တန်ခွဲကြီးမှောက်ပြီးတော့ဆွတ်လိုက်တယ်ဆွတ်ပြီးတော့အပေါ်ထိတ်ကနေပြီးတော့တန်မုံနဲ့ညိုက်ထည့်လိုက်ဖြုတ်လို့မရအောင်ဒီကော နော်ပြင်းခွာကိုတံမိုးရိုက်ထားသလိုပဲအဲ့ဒီခေါင်းကိုတံမိုးရိုက်ပြီးတော့အဲ့ဒီခေါင်းအဲ့လိုဒါပြင်းထန်ဆုံးအပြစ်ပေးတာတဲ့အဲ့အတ္တနာရိယတုတ်ခေါ်ထားတဲ့ဓမ္မရှိတယ်နော်အဲ့ဒီလူဒီခေါင်းတွေကိုထိမ့်သိမ့်ဆောက်ရှောက်ပေးနေတာဘုရားလက်ထက်ကျတော့မြတ်စွာဘုရားကမြတ်စွာဘုရားကိုကြီးညိုကိုးဝဲတဲ့နတ်တွေတကူကြီးတဲ့နတ်တွေကရှိသည့်အတွက်ကြောင့်ဖျားနာမှာတကူကြီးတဲ့နတ်တွေအများကြီးရောက်တော့သူတို့လာလို့မရဘူး ြောက်ကြတခါတော့ယဟန်တော်ကိုနတ်သမီးတူကရှောက်တယ်ရှင်ဘုရားဘုရားကိုရှောက်ပေးပါဓာတုမြတ်စွာဘုရားနဲ့ဆိုရင်ရှောက်ပေးပါကိုယ့်ဘက်ကိုသွားရှောက်ပါလားလို့ဆိုအမလေးတပည့်တော်မလွယ်ဘူးတဲ့အနာကဖို့ဘာလို့လို့ဆိုတကိုးကြည့်တဲ့နတ်တွေကအများကြီးတဲ့ဝင်လို့မရဘူးတဲ့မလာလို့မရဘူးတဲ့အဲ့ဒါကြောင့်မို့အကယ်၍အရှင်ဘုရားရှောက်တယ်ဆိုရင်တပည့်တော် အဲ့ဒါလေးအကြောင်းပြုပြီးတော့တပီတော့စောင့်နေပါမယ်ဆို။အဲ့လိုသူတိမတုတ်ပါတယ်။ဒီလိုဆိုတာရှိတယ်။အဲ့ဒီမှာနတ်တွေဆိုတာလည်းပဲသူတို့လာခြင်းတိုင်းလာလို့မရဘူး။တကူရှိတဲ့နတ်တွေနဲ့မကန့်ရဲဘူးသူတို့အချင်းချင်းကြတော့အဲ့လို။အဲ့တော့ဒီမှာလဲအမတန်မှရက်ဆက်ကြမ်းတမ်းတဲ့တရေတဲ့ဘက်တွေကိုလူလောကကိုလွတ်လိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီကောင်တွေကလူတွေကိုနှိပ်စက်လို့ တေနဗဟုမနုဿာကာလံကရောတိတဲ့လူတွေဟာများလားအသေးများလားနော်အမနုဿအမနုတန္တရာကတ်ဆိုအဲ့ဒီကတ်ယောဂါရီဖြစ်လာတယ်သိကြတယ်ခြေကြတယ်ဖန်စာလို့သိကြတယ်ဆိုမျိုးတွေဖြစ်လာတယ်တဲ့အဲ့ဒါကြောင့်မို့လို့လူလောကကြီးဟာလူဥယေတွေယောပါလို့မျိုးတွေပြက်တယ်ယွာတွေပြက်တယ် ချက်ပြန်တကြစီကားလာတဲ့မျိုးတွေဟာတော့ဖြစ်ကုန်တယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားပါလောကသုတ္တံမှာအဲ့ဒီပုံနာကြီးကိုဒီလိုရှင်းပြတဲ့အခါဓမ္မနာမဟာသာလပုံနာကြီးဟာသူသဘောကျပြီမြတ်စွာဘုရားရဲ့ရှင်းပြချက်ကိုသဘောကျလို့သူဘုရားဘာသာဖြစ်သွားတယ်ဘုရားဘာသာဖြစ်ခံယူလိုက်တယ်ပေါ့ဥပဒေကဖြစ်ခံယူတယ်အဲ့ဒါပါလောကသုတ္တံမှာဒီတိုင်းဟောထားတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒုက္ခဝါကြီးကိုဖြည့်ဆည်းမိ လူတို့ရဲ့ဇေယျဆုံးများဆိုတာဟာနော်အတ္တမရာဂာတဲ့ဝိတမလောဘာတဲ့မစ္ဆာဓမ္မာတဲ့တရားလွန်ရာဂအစွန်းရောက်လောဘနော်မာယွင်းတဲ့အချက်အဲ့ဒါတွေဟာအမှန်တမ်းဆိုးွားတယ်နောက်အထိပဲတစ်ခုကြတော့မတတ်မဲ့နဲ့နေရာမှာတတ်မဲ့တယ်နောက်တခါမိမိရဲ့မိမိနဲ့ပတ်သက်သူအပေါ်မှာလည်းအလွန်ကြုံတတ်မဲ့တယ် နောက်တစ်ခုကျတော့ကြာကြာချင်းမမခြင်းဆိုတာတွေမမရွေးနေတက်မဲ့တယ်ဆိုတယ်အဓိကတော့အာလုံးဟာလောဘရဲ့လက်ချက်တွေကြီးပဲအကုန်လုံးအဲဒီဇေယိုက်ဆိုးလောဘ၃မျိုးလူတွေရဲ့တဏ္ဍာမှာလွှမ်းမိုးလာပြီဆိုလို့ရှိရင်လူတွေဟာလက်နဲ့ကင်ပြီးတော့အချင်းချင်းတကြဖြတ်ကြတာတစ်ခုမိုးလီဝဒမမှန်လို့အစာရေစာရှားပါသွားတာတစ်ခု ထိမ့်သိမ်းဆောက်ရှောက်ပေးမဲ့နတ်တွေကနေပြီးတော့အကဲလူတွေဖြစ်ချင်အောင်ဖြစ်လူတွေဆိုးလာတယ်ဆိုပြီးတော့မကောင်းဆိုးဝါးတွေကိုလွှတ်လိုက်တာတခုတည်းအဲ့ဒါကြောင့်မလို့လူလောကကြီးလူတွေအသေးဆုံးများပြီးတော့ပျက်စီးဆုံးရှုံးရတယ်လို့မြတ်စွာဘုရားကပါလောကသုတ္တမဒီလိုဖြေထားတာရှိပါတယ်တရားချစ်ခင်သူတော်စင်ပရိသတ်ဘုန်းတို့မြတ်စွာဘုရားဟောကြားတဲ့အထင်မယ်အဓိကကတော့ဆေးရိုက်ဆိုး၃မျိုးဟာအဓိကဖြစ်တယ်ပေါ့ အဲ့ဒီဆရာရှုသုံးမျိုးကိုတမန်ပုဂ္ဂိုလ်တွေကမသိနိုင်လို့ရသော်ဗျာအဓိကအကြောင်းတရားသုံးမျိုးအဲ့ဒီသုံးမျိုးကိုခြေခံပြီးတော့ထပ်ဆင့်ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေလူတွေသိဆုံးရခြင်းဆိုတဲ့အကျိုးရလဒ်တွေကဘာကြီးပြည့်စည်ရခြင်းဆိုတဲ့အကျိုးရလဒ်တွေကိုခေါ်ကြဆုံးမခဲ့တာကိုတတိမူပြီးတော့မိမိတို့တဏ္ဍာမှာအဲ့ဒီလိုဆရာရှုမျိုးတွေစိတ်ထဲမှာတောင်မဖြစ်ရအောင် တို့တွေထိမ့်သိမ်းဆောရှောက်ကြရမယ်ဖရာတရားတန်ခါယရဏသုံးပါးကိုတို့တွေဟာလေးလေးမြတ်မြတ်ထားပြီးတော့ဒီကိုယ်ွယ်စိတ်ကပ်ပြီးနောက်ဆုံးမှာမေတ္တာကရုဏာမုရိတာဥပိ္ခာလို့ဆိုရက်ပြမစိုးတရားနဲ့တို့တွေနေနိုင်အောင်ကြိုးစားမှကတ်ဆိုးကလွတ်နိုင်မှာဖြစ်တယ်လို့ကိုစီကိုစီသဘောချပြီးကြင်ကြံကြိုးကုပ်ပွားများအထုံနိုင်ကြပါစေကုန်သတည်း